စက်ကလေးကတရုတ်နိုင်ငံနမ်ဂျင်မြို့မှာမေးလို့ခေါ်တဲ့မိန်းကလေးတယောက်ကရှာပါတဲ့အစွမ်းတစ်ခုရှိပါတယ်။သူမဟာတင်ချပညာရှင်တယောက်ဖြစ်ပြီးတော့ရှုပ်ထွေးလာတဲ့ညီမရှင်တွေကိုပင်ပန်းရှင်မရှိဘဲနဲ့ဖြည့်ရှင်းနိုင်ခဲ့တာပါ။သူမရဲ့မှတ်ဉာဏ်ကဗန်တိုက်တစ်ခုလိုပဲဖြစ်ပါတယ်။သူမတွေးကြုံခဲ့တဲ့နဘတ်တိုင်းကိုလုံခြုံစွာနဲ့တင်ဆက်ထားနိုင်တာပါ။ဒီလိုနဲ့တနေ့မှာတော့တငယ်ရှင်တွေနဲ့အိမ်ပြန်လမ်းလျှောက်နေတော့ လူတစုကမေးကိုလမ်းမပေါ်ကနေဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနမဲဆိုးနဲ့ထင်ရှားတဲ့တရုတ်မာဖီးယားခေါင်းဆောင်ဟမ်စီပေးအပ်လိုက်ပါရီဟမ်ရဲ့မတရားလှုပ်ဆောင်မှုကအမြဲတမ်းစောင့်ကြည့်ခံနေရပါရီဒါကြောင့်ပဲသူ့ရဲ့အမောင်းလုပ်ငန်းတွေကိုဇွဲစတန်အထောက်ထားဝေမကြံရှိပဲနဲ့ချေရခံနိုင်မယ်မေးလိုမျိုးလူတယောက်လိုအပ်နေခဲ့တာပါအစပိုင်းမှာတော့မေးကငင်းဆန်နေသေးပေမဲ့ဟမ်ကသူ့အမေရဲ့အသက်ကိုချိန်ချလာပြီးတဲ့နောက် သူမကလိုက်လျောခဲ့ရပါလိမ့်။သူမကိုဖုံးကွယ်ထားဖို့အတွက်ဟမ်ကသူ့ရဲ့တစ္ဆာရှိဂိုင်းသားတယောက်ဖြစ်တဲ့ရှောင်းကိုတာဝန်ပေးခဲ့ပြီးတော့မေးကိုနယူးယောက်မြို့စီခေါ်ဆောင်ကသူ့သမီးအဖြစ်ဟန်ဆောင်စီခဲ့ပါလိမ့်။ ဲ့ဒီအချိန်မှာပဲ New Jersey ပြည်နယ်မှာဆိုတော့ရဲအရာရှိဟောင်းနဲ့ကိုခန့်ပညာသမားဖြစ်တဲ့လူဖာရဲဆက်တဲ့တိုက်ပွဲတစ်ခုအလယ်မှာရောက်ရှိနေခဲ့ပါတယ်။သူက UN ရှေ့ရှိအရှုံးခံဖို့စီစဉ်ထားခဲ့ပေမဲ့မတော်တဆသူ့ရဲ့ပြန်ဖက်ကိုလဲကျသွားတဲ့အထိသူအနာယူလိုက်မိခဲ့ပါတယ်။ဒီအမားကြောင့်ပဲ Russia Mafia ခေါင်းဆောင်ဖြစ်တဲ့ Emily ကငွေကြေးအများအပြားဆုံးရှုံးခဲ့ပြီးတော့လူအပေါ်မှာစိတ်ဆိုးသွားခဲ့ပါတယ်။လူကလည်း Emily လိုမျိုး Mafia ကိုစန့်ကျင်မိမယ်ဆိုရင်သူ့မိသားစုအန်ဒီရဲ့ကြီးမားတော်ကိုတီးပါတယ်။ ဒီလိုနဲ့သူကအေးအမြန်ပြေးပြီးကြိလိုက်တဲ့ခါမှာတော့နောက်ကျသွားခဲ့ပါပြီအီမီလီရဲ့သားဗာစီလီကသူ့ရဲ့ကိုယ်ဆောင်စနီးကိုတတ်ဖြတ်ပြီးသွားပါပြီပြိုလဲနေတဲ့လူဖာပြန်လဲခုခံရှင်းတော်မှာမပြုတ်တော့ပါဘူးလူဆိုးတွေကသူ့တခြားသူတွေကိုပြောမယ်ဆိုရင်တော့တတ်ပြစ်မယ်လို့ချင်းချောက်ပြီးသူ့ကိုတကူတဲ့အထီးကျန်စေခဲ့ပါပြီဘဲမမတော်နိုင်တဲ့အဆုံးလူကနယူးယောက်မြို့ကိုပြန်သွားခဲ့ပြီးလမ်းဘေးအိမ်ရမဲ့ဘဝရောက်သွားခဲ့ကလုံမကိုပြိုလဲနေခဲ့တာပါဒီလိုနဲ့တနစ်လောက်ကြာပြီးတော့မိကဂိုင်းအတွက်အလုလုနေဆဲပဲဖြစ်ပါပြီရှောင်းကသူမကို တယုတ်တန်းစီခေါ်သွားပြီးစီးပွားရေးလုပ်ငန်းတွေရဲ့အမျက်အရှုံးတွေကိုမတ်ငံနဲ့မှတ်တာဖို့ပုံမှန်လေးလေးခေါ်ဆောင်နေဆဲပဲဖြစ်ပါသည်ဆိုင်ပိုင်ရှင်တွေဟာသူတို့ရဲ့ဝင်ငွေရဲ့တစိုက်တစ်ပိုင်းကိုဂိုင်းနေစီပေးဆောင်ရပါလိမ့်။ဒါကြောင့်မီးဟာအဖိုးတန်လူတယောက်ဖြစ်လာခဲ့ပါလိမ့်။အချိန်လေးကြာလာပြီးတော့သူမဟာရက်ဆက်ကြမ်းကြုတ်တဲ့ဂိုင်းစီးပွားရေးလောကမှာကျွမ်းကျင်လာခဲ့ပါပြီ။တစ်ဖက်မှာဆိုတော့လူဖာငစ်ပတ်နေတဲ့အင်အားပွဲဘဝမှာနေထိုင်နေခဲ့ပြီးအသက်ရှင်ုံလောက်တာနေထိုင်နေရပါလိမ့်။တနည်းအားမှာတော့ဖက်နှက်မရှိပဲဆိုရွားစွာ ထိခိုက်ခံစားနေရတဲ့လူတယောက်နဲ့တွေ့ဆုံခဲ့ပါပြီးတနာစိတ်ဖြစ်နေတဲ့လူကသူ့ရဖနာကိုဒီလူအားပေးပါပြီးဒါပေမဲ့နောက်တရက်မှာတော့အဲ့ဒီလူဟာတည်ဆုံနေတာကိုတွေ့ရပါပြီးလက်ဘင်းကိုအလေးဖြတ်ခံနိုင်ရတာဖြစ်ပြီးတော့ဖနာတွေကလည်းခိုးယူခံလဲရပါပြီးလမ်းဘေးဘဝကလူပတ်အတွက်တော့အိမ်မက်ဆိုးတစ်ခုပါတရုတ်တန်းမှာဆိုရင်ခြောင်နဲ့အတူအလုံးလုံးနေခဲ့တဲ့အမျိုးသမီးတယောက်ဟာညဖက်မှာမေးစီကိုလာပြီးတော့ထိတ်လန့်ဖွယ်တည်င်းတစ်ခုပေးပါပြီးအဲ့ဒီအရာကတော့သူမရဲ့အမိဟာတရုတ်ပြည်မှာယောဂကြောင့်ကွယ်လွန်သွားခဲ့တဲ့အကြောင်း ပြောပြခဲ့တာပါနောက်နေ့မှာတော့ဟမ်ကမီးကိုခေါ်လာကြတဲ့ကပထမဆုံးအချိန်နယူးယောက်ကိုရောက်လာပါပြီဟမ်ဟာဆာရွက်တရွက်အပေါ်ကနံပါတ်တီကိုမမ်းမိအောင်လှုပ်ဖို့မီးကိုညွှန်ကြပါပြီမီးက second ပိုင်းအတွင်းနံပါတ်တီကိုမမ်းမိသွားပါပြီဟမ်ဟာချက်ချင်းပဲဆိုရက်ကိုမီးရှို့ပြစ်လိုက်တာကြည်နေပဲဒီနံပါတ်တီကအရေးကြီးတယ်ဆိုတာသိတာပါပြီရှွန်ကမီးကိုနောက်ထပ်နံပါတ်တီမမ်းရမယ်နေရာအစ်တစ်ခုစီခေါ်တော့ပါပြီ ဒါပေမဲ့သူတို့ဥတီယာကိုမရောက်ခင်မှာပဲလူပြက်စနီတည်ဆုံးမှုအတွက်တာဝန်ရှိသူအီမီလီဦးဆောင်တဲ့ရုရှားမာဖီးယားဝေရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပါပြီရုရှားဝေကမေရဲ့အုံနောက်ထဲမှာတင်ဆက်ထားတဲ့တန်ဖိုးရှိနံပါတ်တွေကိုလိုရှင်တာကြောင့်သူမကိုလူယူဖို့စ조사နေခဲ့တာပါရုတ်တရက်ဆိုလိုပဲအကြမ်းဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတော့တရုတ်ကိုင်းသားဝေအရှုံးပေးလိုက်ရပါပြီရုရှားဝေကမေကိုဖမ်းဆီးခေါ်ဆောင်သွားကြပါပြီ တခြားတနည်းအားမှာဆိုတော့လူပြန်နေရထားပုံမဆိုးလာခဲ့ပါပြီအကြောင်းကတော့တဆုံတယောက်ကသူ့ရဲ့မနေ့စာဖိုးကိုခိုးတော့လို့ပါဇားဆရာရှာပွေးနေတော့မှပဲသူဟာရဲတပ်ဖွဲ့ကလုဖို့ကံဖက်တယောက်နဲ့တတိုင်ဆိုင်ပဲတွေ့သွားခဲ့ပါရင်လူကိုမမ်းမိသွားခဲ့တဲ့ရဲနဲ့သူ့ရဲ့တငယ်ရှင်တွေဟာလူကိုစွန့်ပြတ်အဆောက်အုံတစ်ခုစီခေါ်သွားခဲ့ပါရင်ပြီးခဲ့တဲ့နေ့တုန်းကလူဖာဒိရခန်ကိုင်းတာဝင်နဲ့အကျင့်ပြတ်ချစာဆက်သွယ်မှုတွေကိုဖော်ထုတ်ခဲ့လို့ရဲဝေကသူ့အပေါ်စိတ်ဆိုးနေကြတာဖြစ်ပါရင်သူတို့ကလူကိုရဲနဲ့ချင်းချောက်ကြပြီးမဲ့လူကပြန်လည်မတိုက်ခိုက်ပါဘူး ရက်ဆက်နဲ့ဖြစ်ဖြစ်ပြီးတော့ရဲတယောက်ကလူကိုတနက်တလဲထိုးပေးလိုက်ပြီးကိုကိုကိုတတ်ဖို့တိုက်တွန်းခဲ့ပါရီလူကငင်းဆန်ကဒံယာဝီနဲ့ပဲထွက်ခွာသွားခဲ့ပါရီတဖက်မှာကျွန်တော်အမေကိုအီမီလီစီခေါ်ဆောင်သွားခဲ့ပြီးသူမမမ်းမိထားတဲ့နံပါတ်တွေကိုပြောခိုင်းခဲ့ပါရီအဲ့ဒီအချိန်မှာပဲသူမရဲ့အမေတည်ဆုံတဲ့အကြောင်းလာပြောတဲ့အမျိုးသမီးဟာအီမီလီနဲ့အတူတကွာအလုံးလုံးနေတာကိုမေးအတိလာခဲ့ပါရီအမျိုးသမီးကအမေကိုကုန်းနံပါတ်ထုတ်ပေးဖို့တိုက်တွန်းပါရီဒါပေမဲ့အတုံးဝင်မှုကုန်သွားမယ်ဆိုတော့အတက်ခံရမယ်ဆိုတော့ကိုမေးကြိုတင်ခံမမိခဲ့ပါရီ ူမှာအခက်မှန်ထားတဲ့အတိုင်းပဲရုရှားဝေကအဲ့ဒီအမျိုးသမီးကိုချက်ချင်းပဲပြစ်တတ်လိုက်တော့ပါနံပါတ်တီကိုဖော်ထုတ်မယ်ဆိုရင်သူကလည်းဒီလိုပဲဖြစ်မယ်ဆိုတော့မေးကလည်းတိပါရီဒါကြောင့်ဘာမှကိုမပြောဘဲနဲ့နေထိုင်နေခဲ့ပါရီအဲ့ဒီအခါမှာပဲလုပ်နဲ့အရင်ကအတူတူအလုံးလုံးခဲ့တဲ့အကျင့်ပြည့်ရဲရရှိကပတိန်ဝူကရုရှားဝေပုံအောင်ရနေရာကိုရောက်လာခဲ့ပါပြီ သူကဥပဒေရေးရာအတွက်မဟုတ်ဘဲနဲ့တေယုတ်မာဖီးယားခေါင်းဆောင်ဟမ်မြက်အမိတ်အတိုင်းလာရောက်ဆောင်ရွက်ခဲ့တာပါအီမီလီကကပတိန်ဝူကိုလက်စားဖို့အတွက်ကမ်းလှမ်းပြီးတော့အရာအလုံးကိုလစ်လူရှုထားဖို့ပြောပါရင်းအချင်းပြဲရဲရရှိကတဘောတူလိုက်ပြီးတော့ရုရှားဝီယံလုံရက်တွေကိုဘာမှမပြောဘဲထွက်ခွာသွားခဲ့ပါရင်းဒီရှုပ်ထွေးမှုကြားထက်ကနေမေကရုတ်တရက်ထွက်ပြေးလွတ်မြောက်သွားခဲ့ပါပြီရုရှားကန်ရောတေယုတ်ကိုင်းကပါတူမခုရှာဖွေနေကြတဲ့အချိန်မှာမေကမြောက်ရထားဘူးတာတစ်ခုကိုရောက်နေခဲ့ပါရင်းအဲ့ဒီမှာဆိုရင်လူဖာကိုကိုကိုတတ်တည်ဖို့အတွက်စူးစမ်းနေတာကို တွေ့ရပါတယ်။သူကယထာလမ်းပေါ်ကနေခုံချဖို့အတွက်မိနစ်ပိုင်းအလိုမှာပဲကြောက်လန့်တုန်လှုပ်နေခဲ့တဲ့ကလေးမလေးမင်းနဲ့မျက်လုံးချင်းစုံမိသွားခဲ့ပြီးသူ့ရဲ့စိတ်ထဲကတကူးကူးဟာပြောင်းလဲသွားခဲ့ပါတယ်။သူကလည်းသူ့စနီးကိုတတ်ခဲ့တဲ့ရုရှားလူဆိုးတွေကသူမအနောက်လိုက်နေတာကိုတွေ့ရပါတယ်။မင်းဟာလွတ်မြောက်ဖို့အတွက်မြောက်ယထာပေါ်တက်လိုက်ပေမဲ့ဂိုင်းသားတွေကအနီးကလိုက်လာနေခဲ့တာပါ။သူမအန်ဒီရဲ့ရှိတာကိုခံစားမိသွားခဲ့တဲ့လူဖာဝင်ရောက်ဆိုးဖက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူကထွက်ခွာနေတဲ့မြောက်ယထာဖက်ကိုတွေ့ကတ်သွားခဲ့ပြီးရုရှားဝီကိုတယောက်ချင်းစီရှင်းထုတ်ပြပါရင်အရင်ကတွေ့ဖူးတဲ့သူတို့အထက်ကတယောက်ဟာလူကိုမမ်းမိပြီးတော့သူဒီလောက်အထိပြင်းပြင်းထန်ပြန်လဲတိုက်ခိုက်နေတာကိုအံ့အားသင့်သွားခဲ့ပါရင်လူဆိုးရီကိုနောက်ဆုံးဖြည့်ရှင်းပြရတော့လူဖာမင်းနဲ့တွေ့ဆုံခဲ့ပါရင်ဒါပေမဲ့မေးကသူ့ကိုစိုးတွမ်းသူတယောက်လိုထင်ပြီးယထာရက်တာနဲ့ထွက်ပြေးသွားခဲ့ပါရင်သူ့ဘက်ကိုရှာဖို့အတွက်စိတ်ပိုင်းဖြတ်ထားခဲ့တဲ့လူဖာ ရဲဝေရိုက်လွင့်ထားတဲ့အရေးပေါ်တတိပေးချက်ကိုကြားလိုက်ရပါတယ်။ဂိုင်းသားဝေလိုပဲအကျင့်ပြတ်ချစားနေတဲ့ရဲဝေဟာမိရဲ့အနောက်ကိုလိုက်နေတဲ့အကြောင်းသူသိလာခဲ့ပြီးတော့ဖမ်းမိမယ်ဆိုရင်မာဖီးယားလက်ထဲအမှန်တေချာပါတယ်။မင်းရဲ့အနေငယ်အကြောင်းမှာတော့လုပ်ကိုအရင်ကရန်နဲ့ခက်တဲ့ရဲဝေဟာမိကိုတွေ့ပြီးဖမ်းဆီးဖို့ကြိုးစားပါတယ်။လုပ်ကအချိန်မီပဲရောက်လာခဲ့ပြီးရဲဝေကိုလွယ်လွယ်ကူကူနဲ့အနာယူပြပါတယ်။အရင်ကသူ့ဘာမှ ပြန်ပြီးမတိုက်ခိုက်ခဲ့တာဟာမစွမ်းဆောင်နိုင်လို့မဟုတ်ပဲနဲ့တမင်တကာရွေးချယ်ခဲ့တာသာဖြစ်တဲ့အကြောင်းပြသလိုက်ပါရီမေကတော့လူကိုတန်တရားရှိနေစေပါဒါပေမဲ့ရုရှားမာဖီးယားဝေးရှိကလာတဲ့ခါမှာတော့တွန့်ဆုတ်ပြီးမှပဲနောက်ဆုံးသူနဲ့သူကားပေါ်ကိုခုန်တက်လာခဲ့ပါရီအဲ့ဒီနောက်မှာပဲမန်ဟက်တန်လမ်းမရဲ့အပေါ်မှာယူတုတဲ့ကားလိုက်မှုဖြစ်ပွားခဲ့ပါပြီလူဖာရုရှားဝေးကိုကျွမ်းကျင်စွာရှောင်တိန်ပြီးတော့နောက်ဆုံးမှာအပိတနေနေခဲ့ပါရီကြမ်းတမ်းတဲ့အခြေအနေတွေပဲပြီးမှပဲလူက သူတို့ရဲ့ပိုက်ဆံအိတ်တွေကိုယူလိုက်ပြီးမင်းနဲ့အတူဟိုတယ်ကောင်တစ်ခုစီကိုတွားခဲ့ပါပြီတခြားတနေရာမှာဆင်တော့ကပတိန်ဝူကအချင်းတွေကိုတိလာခဲ့ပြီးမင်းကိုမာဖီးယားမဟုတ်ဘဲနဲ့လုပ်ကခေါ်ဆောင်တွားတဲ့အကြောင်းတိလာရပါပြီလုပ်ဟာရဲတပ်ဖွဲ့ကနေထွက်ပြီးကလေးကအပြစ်တဆုံတရားမလုပ်ခဲ့တာကိုသိတော့ကပတိန်ဝူအံ့ဩတွားခဲ့ပါပြီဟိုတယ်မှာဆင်တော့မင်းဟာလုပ်ကိုယုံကြည်လာခဲ့ပြီးသူမအမတ်မိတဲ့နံပါတ်တွေကိုဖော်ပြပါရီလူကအဲ့ဒီနံပါတ်တွေဟာလုံချုံရင်တစ်တာရဲ့လိုအပ်နံပါတ်စွာကိုချက်ချင်းပဲတိသွားခဲ့ပါရီ မေကရုရှားဝေမတိုက်ခိုက်ခင်ဒုတိယနံပါတ်တစ်ခုကိုလည်းအလွတ်ကျက်ထားရအောင်မယ်လို့ပြောပါရင်အဲ့ဒီတော့တန်ဖိုးကြီးတဲ့တကခုနဲ့ပြည်နေခဲ့တဲ့လုံချွင်းတိတ္တနှလုံးရှိပြီးတရုတ်မာဖီးယားနဲ့ဆက်ဆက်နေနိုင်တယ်ဆိုတာကိုဖော်ပြနေခဲ့တာပါ။ တဖက်မှာဆိုရင်ရှောင်းကမေးရဲ့ဖုန်းကနေတဲ့စင်သူမရဲ့တီနီယာကိုချေရခံပြီးတော့သူ့ရဲ့လူတွေနဲ့သူ့ဟိုတယ်ကိုစီးနင်းဝင်ရောက်လာပါလိပြစ်ခတ်မှုတွေကစတင်ဖြစ်ပွားခဲ့ပြီးတော့လူတွေထွက်ပြေးကြတဲ့အတွက်ကမောက်ကမောက်တွေဖြစ်ကုန်ပါပြီရန်ပွဲမှာဆိုရင်လူနဲ့မေးတို့ကကွဲသွားခဲ့ပါလိရှောင်းကမေးကိုဖမ်းဆီးသွားခဲ့ပြီးလူကတော့ဘယ်လိုပဲဖြစ်သူမကိုကယ်ဆယ်ရမယ်ဆိုရဲစိတ်ပိုင်းဖြက်ကတင်းဆောင်လွတ်မြောက်သွားခဲ့ပါလိအဲ့ဒီအတွက်လူဖာအရင်ကလိန်ယူထားတဲ့ဖုန်းကိုအတုံးပြူပြီးတော့သူစနီးကိုတတ်ခဲ့တဲ့လူဖြစ်တဲ့အီမီလီယာတာဗာစီလီကိုဖုန်းဆက်ဖို့ဆုံးဖြတ်ခဲ့ပါလိ ဂိုင်းသားတယောက်အနေနဲ့အယောင်ဆောင်ပြီးသူ့စီမှာလူိုင်းလို့ရှင်တဲ့နံပါတ်တွေရှိတဲ့အကြောင်းလုကပြောပါရင်းဗာစလီကယုံကြည်သွားခဲ့ပြီးကာစီနိုတစ်ခုမှတွေ့ဆုံကနံပါတ်တွေကိုလွဲပြောင်းဖို့ပြောလာခဲ့ပါရင်းတီချာဖြစ်ရတဲ့ခုမှဆိုတော့မြို့ဝန်ကကပတိန်ဝူကိုခေါ်ယူခဲ့ပြီးမကြသိမီကအကြမ်းဖက်မှုတိုးပွားလာမှုအကြောင်းဆွေးနွေးပါရင်းမြို့ဝန်နဲ့သူ့ရလုပ်ဖို့ကန်ဖဲအဲလက်ဖာဂျန်တဲ့လူတွေလိုပဲအကျင့်ပြတ်ချစားနေတဲ့အကြောင်းဖော်ပြလာပါရင်းမြို့ဝန်ကဖော်ပြတဲ့နေရာမှာဆိုရင်လူဖာတာမန်ရဲရရှိမဟုတ်ခဲ့ပါဘူး သူကစက်တင်ဘာ17အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်းရဲတပ်ဖွဲ့အတွင်စိတ်ဝင်နေခဲ့တဲ့ဇီယရင်အေဂျင့်တယောက်ဖြစ်ခဲ့ပါရီရဲတပ်ဖွဲ့မှာတာဝန်ထမ်းဆောင်စဉ် loop နဲ့ LF ဟာမြို့တော်အတွင်ဥပဒေစိုးမိုးရေးအတွက်ရာဇဝမှုဂိုင်းခေါင်းဆောင်တွေကိုဖယ်ရှားခဲ့ကြပါရီဒါပေမဲ့ loop ကတော့ကပတိန်ဝူရဲ့အကျင့်ပြတ်ခြားစားမှုကိုဖော်ထုတ်ပြီးအောင်ထွက်ခွာသွားခဲ့ပါရီ LF ကတော့ဆက်လက်ရှိနေခဲ့ပြီးနောက်ပိုင်းရာထူးတက်ဖို့မြို့ဝင်နဲ့ခင်မင်းရင်းနှီးမှုတိစောက်ခဲ့ပါရီကပတိန်ဝူအခုမှသဘောပေါက်လာခဲ့တာကတော့ကြာရှုံးသွားပြီလို့ထင်ခဲ့တဲ့ loop ဟာ တကယ်ဆိုရင်သူ့ရဲ့အကြမ်းတမ်းဆုံးရန်သူဖြစ်နေတယ်ဆိုတာပါဒီအခြေအနေဝင်ဖြစ်ပြနေစီမှာပဲလူပြအရင်လှုပ်ဖို့ကင်ဖက်ဖြစ်တဲ့အဲလက်ဖာလူနဲ့မီတို့အတူရှိနေတဲ့အကြောင်းသိလိုက်ရတဲ့အခါမှာတော့ဇွေင်စိတ်တွေဖြစ်သွားခဲ့ပါလိမ့်သူကလုံချွေးတစ်တာဝရဲ့နဘတ်ဒီအကြောင်းတကခုတိထားတာထင်ရှားပါလိမ့်တစ်ဖက်မှာဆိုတော့မီးကိုဟန်စီပြန်ပို့ပြီးနဘတ်ဒီကိုတိုင်ရောက်နဲ့မျှဝေပြီးပြီလားဆိုတာကိုမီးများစစ်ဆေးခံရပါလိမ့် ်မိကတော့လင်ညာကအင်္ဂလိပ်စကားနားမလည်ရောင်းဆောင်ခဲ့တဲ့အကြောင်းပြောပြပါရီချောင်းကအဲလက်ကိုဖုန်းဆက်ပြီးကလေးမလေးကိုရပြီမလို့အစီအဝင်ဆက်လုပ်လို့ရတဲ့အကြောင်းအကြောင်းကြပါရီတေယုတ်မာဖီးယားရဲ့စီပိုင်လုပ်ဖို့ကင်ဖက်တီဟာတခြားပဲတူးမှမဟုတ်ပဲနဲ့လုံချွေးတစ်တာဝီအထက်ကအရာဝတ္ထုတွေနဲ့ပတ်သက်တဲ့မတ်တမာရဲ့ကုံတွယ်မှုမှာပါဝင်ပတ်သက်နေကြတဲ့ မြို့ဝန်နဲ့အဲလက်တို့ဖြစ်တဲ့အကြောင်းရှင်းလင်းလာပါပြီလူကာကာစီနိုရောက်ရှိလာခဲ့ပြီးတော့ဗာစီလီအဖွဲ့ရုတ်တရက်တိုက်ခိုက်ကသူ့ကိုဒဏ်စကန်ဖြစ်ဖမ်းဆီးလိုက်ပါပြီအီမီလီနဲ့ရင်ဆိုင်ဖို့အနာယူနိုင်တဲ့အခြေအနေဖြစ်အုံချရစီစဉ်ခဲ့တာပါသူကအီမီလီကိုဖုန်းဆက်ပြီးဗာစီလီအသက်နဲ့လဲလဲကလုံရွှေတစ်တာထဲကဘာဝင်ရှိတယ်လဲဆိုတာကိုပြောခန့်လိုက်ပါပြီအီမီလီဟာအကုန်လုံးကိုဖော်ပြလိုက်ပါပြီတရုတ်ကိုင်းသားရဲ့လုံရွှေတစ်တာအထဲမှာဆိုရင်ဒေါ်လာတန်30ပါပြီးမြို့ဝင်ရဲ့လုံရွှေတစ်တာအထဲမှာဆိုရင်တော့တန်ဖိုးညီများတဲ့တကခုရှိပါသေးတယ် အစီအစဉ်ကမေးကိုအတုံးပြုပြီးကုန်တွယ်မှုတွေလုပ်ဖို့ဖြစ်ပေမဲ့ရုရှားဝေကအနောက်ရှက်ပြီးခဲ့ပါပြီအခုစဉ်တော့တရုတ်တွေကမေးကိုရပြီမလို့သဘောတူညီချက်အတိုင်းဆက်လုပ်ဖို့အစဉ်တည်းဖြစ်နေပါပြီရှွန်ကအဲလန်နဲ့တွေ့ပြီးတော့ကုန်နံပါတ်တွေလဲလှယ်ဖို့ထွက်လာနေခဲ့ပါပြီမေးကိုကဲတင်ဖို့အတွက်လူဖာကုန်တွယ်မှုမဖြစ်ခင်ဒေါ်လာတန်း30ကိုအရင်အဆုံးရအောင်လုပ်ရမှာပါဒါပေမဲ့သူတယောက်တည်းနဲ့မဖြစ်နိုင်ဘူးဆိုတော့သူတိထားပါပြီဒီလုံရွှေတိတဟာတရုတ်ရဲ့မြို့အတွင်းထဲက နဲ့နဲ့ရှိုင်းမြုပ်နှံထားတာဖြစ်ပြီးတော့အန်ဒီအကြီးဆုံးတရုတ်မှဖီယာဝီကစောင့်ကြနေခဲ့တာပါဒါကြောင့်လုကသူ့ရဲ့အရင်လုဖို့ကင်ဖက်ဟောင်းအကူအညီကိုတောင်းခံခဲ့ပါတယ်သူတို့ကပိုက်ဆံအတွက်တဘောတူလိုက်ကြပါတယ်အဖွဲ့ကလည်းပွန်အာနီယာကိုစီးနှင်းဝင်ရောက်တိုက်ခိုက်ပြီးတော့ရဲဆက်တဲ့ပြစ်ခတ်မှုဖြစ်ပြီးဂိုင်းသားအများနဲ့ရဲဝေတည်ဆုံခဲ့ပါတယ်ဒီလိုနဲ့လုံရွှင်တစ်တာထားတဲ့နေရာကိုရောက်ပြီးတော့ဒါဇခန်နဲ့အတူခေါ်ဆောင်သွားတဲ့ကပတိန်ဝူကလွှဲပြီးဂျန်တဲ့လူတွေအလုံးကိုတတ်ဖြတ်လိုက်ပါတယ်လုကတန်တိုက်ထဲမှာရှိတဲ့ပိုက်ဆံတွေကိုယူကမြို့ဝင်ယုံစီကိုဦးတည်တွားလိုက်ပါတယ် လမ်းမှာဆိုတော့လူဖာအဲလက်ကိုဖုံးဆက်ပြီးဒုတိယတန်တိုက်ထဲကဘာပါတာလဲလို့မြေပါရင်လူကပိုက်ဆံအလုံးကိုကင်ထားတဲ့အတွက်အဲလက်ကလိုက်လျောရတော့မှာပါသူပြောပြတဲ့နေရာမှာဆိုတော့ဒုတိယလုံရွှေတစ်တာထဲမှာဆိုရင်မြို့ဝံပိုင်ဆိုင်ပြီးရဆော့ကင်ဆက်ွက်တိုင်းနဲ့ပတ်သက်တဲ့ပြစ်မှုဆိုင်ရာအချက်လက်တွေပါတဲ့ဟတ်တစ်တခုပါတဲ့အကြောင်းဖော်ပြပါရင်မြို့ဝံကဒီတစ်ကိုတရုတ်လူစီရောင်းပြီးတော့ဒေါ်လာတန်30ကိုအိတ်ကထဲထဲကဂိုင်းတွေကိုအခြေချင်းတိုက်ခိုက်စီဖို့စီစဉ်ကြတာပါပိုက်ဆံတွေအခိုးခံရပြီးပြီဖြစ်တဲ့အတွက်အဲလက်ဟာ လုပ်စီပြန်သွားဖို့ကြိုးစားပေမဲ့မေးကိုလိုအပ်တဲ့အတွက်ခေါ်လာဖို့အမိန့်ရရှိခဲ့ပါသည်အဲလမ်ကလိုင်းနာပြီးရှောင်းတဲ့သူ့ရဲ့လူတွေကိုတပ်ဖြတ်ကမေးကိုခေါ်ပြီးလုနဲ့တွေ့ဖို့ကောင်းမောင်းထွက်ခွာသွားခဲ့ပါသည်နောက်တစ်ခါမှဆိုတော့လုကမြို့ဝင်ယုံကိုဝင်စည်းကဒုတိယတန်တိုက်ထဲကပစ္စည်းတွေကိုယူခိုင်းပါသည်မြို့ဝင်ကတိုးဆုံနေခဲ့ပေမဲ့နောက်ဆုံးမှာတော့ဂိုင်းဆိုင်ရာအချက်လက်တွေပါတဲ့ dip ကိုပြရလိုက်ရပါပြီ။လူကသူ့ကိုအတိမဲ့တောင်းရိုက်ပြီးတော့ဂတိအတိုင်းအဲလက်နဲ့တွေ့ဖို့ထွက်ခွာသွားခဲ့ပါပြီ။အခုဆိုရင်ပိုက်ဆိုင်ရော အချက်လက်တွေပါပိုင်ဆိုင်သွားပြီမလို့ လူဖာအားလုံးကိုထိန်းချုပ်နိုင်ပါပြီဒါပေမဲ့ LSC မှာနောက်ဆုံးလက်နက်တစ်ခုရှိနေတယ်ပါနီးအဲ့ဒါကတော့မေးပါပိုက်ဆံတဲ့မေးကိုလဲလှယ်ဖို့တွေးဆတဲ့အခါမှာတော့လူကတိုက်ခိုက်မှုနဲ့ဖြည့်ရှင်းဖို့အကြံပြုပါရင်းအဲ့လောက်ကယုံကြည်ချက်အပြည့်နဲ့ယုံရင်ဆန့်ခတ်ပွဲအတွက်ပြင်ဆင်ပေးမယ်မေဟာသူ့ရဲ့ကြောက်ကိုတနတ်နဲ့ပြစ်လိုက်တဲ့အခါမှာမထင်မှတ်ပဲဖြစ်သွားခဲ့ပါ ರಿ ဒီလိုနဲ့ပဲအချိန်ကောင်းကိုယူပြီး loop ကသူ့ကိုလွယ်လွယ်ကူပဲရှင်းထုတ်ပြပါ ರಿ အဲလက်လမ်းရှင်းပြီးသွားတဲ့အခါမှာ loop နဲ့မေတို့ကနောက်ဆုံးတော့လွတ်မြောက်သွားခဲ့ပါ ರಿ သူတို့စီမှာပိုက်ဆံရော်တစ်ရော် သူတို့ရဲ့ဘဝဝေကိုပြန်လဲရရှိပါပြီမေရဲ့လုံခြုံရေးအတွက်ကပတိန်ဝူကိုဒေါ်လာ9000ပေးပြီးလွတ်ပြေးလိုက်ပါရင်ဗာစီလီကိုလည်းရုရှားဝေစီကလက်တုံးပြန်မှုကိုရှောင်ရှားနိုင်ဖို့လွတ်ပြေးလိုက်ပါရင်တေယောမာဖီးယားခေါင်းဆောင်ဟမ်ဂရော့ပိုက်ဆံအကြံတွေကိုပို့ပေးလိုက်ပြီးမေကိုနောက်ထပ်လိုက်ရှာရှင်မလုံအောင်ဆောင်ရွက်ခဲ့ပါရင်နောက်ဆုံးမှာတော့လူဖာဒစ်ပြန်မိတ်သူဝေကိုမြို့ထဲကနေရာအမျိုးမျိုးမှာဖျောက်ထားလိုက်ပါရင်အဲ့ဒါမှပဲသစုံတယောက်ကသူတို့ရဲ့အနောက်လိုက်လာမယ်ဆိုရင်အတုံးချဆရာနေရာဝေရှိမှာပါနောက်ဆုံးအခန်းမှာဆိုရင်လူနဲ့မေတို့ကလမ်းပေါ်ထွက်လာကြပြီး ဘွားအတင်တစ်ခုစတင်ဖို့ဆီရတဲ့မြို့ကိုဥတီထွက်ခွာသွားခဲ့ကြပါလိမ့်ကြည့်ရှုပြပရိသတ်များအားလုံးကျေးဇူးတို့တင်ရှိပါခင်ဗျာ